အလုံးမဲ့မင်္ဂလာပါရှင် Hillary ကဒီနေ့မှာတော့ Pam Construction Group ရဲ့ Soulless Luxury Project တစ်ခုစီကိုရောက်ရှိနေရပဲဖြစ်ပါတယ်။ Hillary ကိုယ်တိုင်ကဒါအိမ်ဆိုလို့ရှိရင်ခြံကျဲကျဲနဲ့နေရတာကြိုက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်။ဒီအိမ်ကြီးကိုလည်းဘယ်လိုမျိုးတွေဆောက်လုပ်နေခန့်တီးနေလဲဆိုတာကိုဒီနေ့ Hillary နဲ့အတူတူကြည့်လိုက်ကြအောင်နော်။တာနဲ့ပေါ့နော်ခမ်းနားပြီးတော့ luxury ဆန်တဲ့ classic vibe ကိုခံစားရတယ် ပြီးတော့ဒီ cuff လေးကြီးကလည်းဒါ Hillary အကြိုင်နဲ့ကွက်တီပဲ။ကဲအဲ့ဆိုရင်ဒါ living room ပါတီကြဒီ liberal space ကိုလည်း TNG ရေခင်းထားပြီးတော့ဒါကြွေပြားအချက်ကြီးကိုလည်း TV ဆင်မှာတက်ပြီးဒါအရန်မိုက်တယ်အခုဒီအင်ကြီးကဒါလက်စားတက်နေတော့ဆိုတော့ဗောနော်မပြီးသေးပေမဲ့ဒါပြီးသွားအခါ လောက်ထိကြီးကျယ်ခံလာပြီးလာနေမလဲဆိုတာဒါဟီလာရီလက်ရန်ကိုစိတ်ဝင်စားနေရပေါ့နော်အခု law ဆိုတော့ဒါ actual လုပ်ငန်းတွေမှာဘာတွေဘယ်လိုတွေလုပ်နေကြလဲဆိုတာကိုဒီလာရီနဲ့တူတူလိုက်ကြည့်လိုက်ကြအောင်နော်ဒီ kitchen room ဆိုလို့ရှိရင်လဲ space ကကျဲပြီးတော့ဒါ cabinet တွေဆိုလဲအများကြီးထည့်ထားပြီးရပါတော့ အန်ဒရော့မှာမြင်ရတဲ့ဗကြီကားပုံစံတွေပြရလဲပေါ့နော်တို့တို့ဒါနိုင်ငံခြားကနေပြီးတော့ဓာတ်ရိုက်တင်သွင်းလာတယ်လို့ပြောပါတယ်ဒီဗကြီကားအရန်ကိုအသက်ဝင်ပြီးလှပလုံးလို့ပေါ့နော်ဒါဒီဒီဇိုင်းတင်းကဘလို့စိတ်ကူးရတဲ့ဒီအိမ်ကိုပုံဖော်ပြီးဆောက်လုပ်ထားလဲဆိုတာကိုဟီလာရီတစ်ချက်ဆက်စုကြည့်လိုက်အောင်မယ် မားတို့ပေါ့နော်ဒီ Pam Construction Group ရဲ့ design team အနေနဲ့ဒီ AE ကိုပေါ့နော်ဘယ်လိုစိတ်ကူးနဲ့ design ရေးဆွဲဖြစ်ခဲ့လဲဆိုတာသိပြန်စေဟုတ်ကဲ့ပါကျမတို့က building ကို design စဉ်းစားရတယ်ပေါ့နော်ဆက်ပြီးစဉ်းစားတဲ့အခါမှာဒီ building ရဲ့ site အနေထားကြတော့ဒီ land ရဲ့ down ground မှာရှိရယ်ပေါ့နော်အဲ့တော့ကြောင့်မို့လို့ building ကိုမျက်နှာစာနှစ်ဖက်နဲ့အလှပုံစံယူပြီးတော့မှစဉ်းစားထားပါတယ်ဟုတ်ပြီးတော့ exterior design ဆိုလို့ရှိရင်လည်းညီမတို့ကနေပြီးတော့ classic design ဖြစ်တဲ့အတွက်ကြောင့်မို့လို့ညီမမှုတွေနဲ့ပုံဖော်ထားပြီးတော့တည်ငြိမ်ခန်းထားတဲ့ပုံစံမျိုးဖြစ်အောင်လို့ design plan တွေထည့်ရပါတယ်အမဟုတ်ပြီးတော့ interior ပေါ့နော်ဝင်လာမယ်ဆိုလို့ရှိရင်အိန္ဒိယဆိုလို့ရှိရင်လည်း class design ဖြစ်တဲ့အတွက်ကြောင့်မို့လို့ marble ကြောတွေကျုံးကိုအဓိကထားပြီးတော့ဖန်တီးထားတာပါရှင့်ဟုတ်ဒီအိမ်မှာဆိုလို့ရှိရင်နော်အဓိကအလှရဲ့နေရာဒီခန်းသားနေရာတစ်ခုရှိရပေါ့နော်အဲ့နေရာဒီလေကားပေါ့လေကားဆိုလို့ရှိရင်လည်းဟုတ်ဟုတ်အဲ့ဆိုလို့ရှိရင်လည်း luxury ဆန်ဆန်လေးဖြစ်အောင်လို့ cap design ကိုတုံးပြီးတော့ဖန်တီးပေးထားပါရှင့်ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကဲ့ပါ ဒါကတော့ဒါဘားကောင်လာပေါ့နော်ဒီရင်ရဲ့ဒီဘားကောင်လာနေပြီးတော့ဒါကွာအစ်စူးချေးပြီးတော့ဒီအပြင်ဘက်ကဆွေးမင်းပို့ကိုလည်းလှမ်းကြည့်လို့ရတာဖြစ်တဲ့အတွက်အရန်ကိုမိုက်ပါတယ်။ဒါတငယ်ချင်းနဲ့ပိတ်ရက်မှာဒီအပြင်မထွက်ပဲနဲ့ကိုယ့်အိမ်မှာပဲနေပြီးတော့အစ်စေးလေးဒီမှာတောက်စားပြီးချေးလို့ရပါတော့နော်။အခုလို့ဒါလေကားအကိုင်းနဲ့ပေါ့နော်တက်သွားရဖြစ်နေရအရန်ကို luxury ဆန်ပြီးတော့ဒါ လိုမျိုးရုပ်ရှင်ကားတွေတည်းอ่ะဗောနော classic ဖြစ်တဲ့အိမ်တွေကနေလိုမျိုးကိုကိုကိုလို princess လေးလို့ခံစားရဗောနော်ဒါကတော့ဖျားခမ်းဖြစ်ပါတယ်ဖျားခမ်းမှာဆိုလို့ရှိရင်လဲဒါဖျားเจ้าဆောင်ကိုဒီကျုံးနေမာပဲရွေပြားရင်လဲဒါအသုံးပြုပေးထားတဲ့အတွက်ကြောင့်ဗောနော်အရန်ကိုသက်ပယ်ပြီးခန်းသားထည့်ထားတဲ့အတွက်ဒါကိုရဲ့ဒီလူကြီးမိဘတွေဆိုလို့ရှိရင်လဲဖျားဝတ်ပြုဖို့အတွက်အရန်ကိုသဘောကျကြမှာဖြစ်ပါ ဒီအိမ်မှာရှိတဲ့အိမ်ခန်းတွေအကုန်လုံးဆိုလို့ရှိရင်လည်းဒါ space ကအကျယ်ကြီးတွေတုံးထားပြီးတော့ဒီ color လေးဆိုလို့ရှိရင်လည်းအရန်အောင်မြင်ပြောပေါ့နော်ဒီလိုခေါင်းဖြစ်တဲ့ color လေးဖြစ်တဲ့အတွက်ဒါကိုယ်အိမ်မှာအဲအေးစစ်စစ်နဲ့လိုမျိုးပေါ့နော်ခိုးစီဖြစ်ဖြစ်နဲ့တက်တောက်တက်တောက်အားယူလို့ရရပေါ့နော်ပြီးတော့ဒီပဒင်းပေါက်တွေဆိုလို့ရှိရင်လည်းအဲ့လိုလင်းဝင်လေးထွက်ကောင်းပြီးတော့ဒီနေရောင်ကောင်းကောင်းရအောင်ပေါ့နော်ဒီလိုမျိုးတိတ်ချာတုံးပြထားပါတယ် ဟုတ်ဆိုလို့ရှိရင်လည်းဒီအိတ်ခမ်းထဲမှာပဲပေါ့နော်တီးတန့်လေးတခန်းလုပ်ပေးထားပြီးတော့ wardrobe ဆိုလို့ရှိရင်လည်းသူ့ကန်နဲ့သူ့ကန်ညားကြီးပေါ့နော်ကိုယ့်ရဲ့ဒီအင်ဂျီပဲထည့်မလား luxury အိတ်တွေခဏတွေပဲထည့်မလားဒီမှာ wardrobe တွေလည်းအများကြီးထားပေးထားပါတယ်ဒီထိုးကမ်းမှာဆိုလို့ရှိရင်လည်းဒါဂျက်ကူစီရောပြီးရေပူရေးစက်ရေးတန်းဆက်အကုန်လုံး ော့ဒါကတော့ဒါမှန်တင်ကုန်ဖြစ်ပါတယ်မှန်တင်ကုန်မှာဆိုလို့ရှိရင်တော့ running ကလည်းကျယ်ကြီးပဲပြီးတော့ဒီကန့်နေတယ်မှာဆိုလည်းဒါအဲပေါ့နော်ဒီ make up တွေ cosmetic တွေဒီဘက်ဘူးမှာဆိုလည်းဒါ skin care တွေ lotion တွေမှာအကုန်လုံးပေါ့နော်ထည့်လို့ရပါတယ်ဒါကတော့ဒါလောက်လက်ဆောက်တော့မှန်မှန်တက်ရတယ်ပေါ့နော်မှန်မှန် ကားတော့နောက်ထပ် master bedroom တစ်ခန်းဖြစ်ပါတယ်။ဒီအင်းကြီးကဒါ design မိုင်းပြင်ပေါ့နော် construction မိုင်းရကြည့်မယ်ဆိုလို့ရှိရင်လည်းဒါသူကဒူးနဲ့တင်လည်းအရန်ကိုခန်းနောက်ထည့်သွားတော့ပေါ့နော်။ Hillary ကဒီ construction မိုင်းဘက်ကိုလည်းတစ်ချက်ထပ်ပြီးတော့ဆက်စုကြည့်လိုက်ပါဦးမယ်။မတော်ဒီ construction မိုင်းနေနေပေါ့เนาะအခုလောခန်းနာထင်ပါတယ်အင်းကြီးကိုအခုအဲဒီလိုမျိုးပေါ့เนาะဒုနဲ့တင်နေဒီဖောက်တဲ့ခါမှာဒီလိုမျိုး challenge တွေစင်ခုံမှုတွေရှိခဲ့တယ်မသိဘူး ဟုတ်ကဲ့ဒီမှာတော့အမားတို့က construction မှာအကျန်းနဲ့ရချောတဲ့နှမျိုးရှိတာပေါ့နော်အမားအကျန်းနဲ့စပြီးစောက်ပြီးဆိုကြတဲ့အကုန်လုံးဘက်က structure အတင်းဘက်ကလည်းပြီးတော့မှထုတ်ပေးထားတဲ့ design အတိုင်းပေါ့နော်အားလုံးကြည့်ကြကြသိသိရှိရတဲ့အကုန်လုံးလိုက်ပြီးတော့မှစနေတကြကြည့်ချက်ပြီးတော့မှတိဆောက်သွားတာပေါ့နော်အဲ့တော့ကြောင်အကျန်းနဲ့မှာဆိုလဲခက်ခဲခက်ခဲအားလုံးလက်ရအစတိတိတက်တက်ထွက်လာပြီးတော့ခက်ခဲတော့ဘာမှသိမရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့အချောတွေရောက်လာတဲ့ခါကျတော့ classic design ဖြစ်တဲ့အတွက် interior ရဲ့အားလုံးကလည်း new face ဖြစ်လာတာကြီးရဲ့အသေးစိတ်အားလုံးလိုက်ပြီးလုပ်ရတဲ့အတွက်ကြောင့်မချောတဲ့ဘိုင်းလေးမှာတော့နည်းနည်း လက်ဝင်ပြီးတော့အဲတကယ်ယူတစိုက်တော့လိုရတဲ့အပိုင်းလေးတော့ရှိရပါဘောအချောတဲ့ဝင်လာတဲ့အမြအဲနေရာတိုင်းအခန်းတိုင်းအားလုံးပါပေါ့နော်အတိတစိမ့်နဲ့တော့အားလုံးပြည်ပြည်စကြာကြီးကြီးကြပ်ပြီးတော့လှုပ်ထားတဲ့ခက်ခဲလေးတော့ရှိရပါဘောအခုမျိုးတော့ជីជីမမဆိုလို့အရင်မရှိပေမဲ့ဒီအချောတဲ့မှာလည်းနည်းနည်းလက်ဝင်ပြီးဒီတစိုက်လိုရတဲ့အပိုင်းလေးတော့ရပါတယ်ဟုတ်ဟုတ်အဲ့ဆိုဒီအိမ်ကြီးကဒါတော်တော်လက်ဝင်ပြီးတော့ဗောနောတေချာစူးစမ်းထားကြတာဗောနောကဟုတ်ဟုတ်ဘန်က construction thing တခုလုံးကတော့ဗောနော်အဲ့လိုမျိုးဒီမှာအကုန်လုံးအသေးစိတ်စိတ်ကောလူကဖြစ်ပြီးတော့မှအားလုံးဒီစကြာလေးတော့ပုံဖော်ထားကြတာဗောဟုတ်လဲရပိုင်းနဲ့ပတ်သက်တာအကအစားဘာမှပြောစရာမရှိအောင်တော့အကုန်လုံးအသေးစိတ်စူးစမ်းထားကြပါဟုတ်အမလို့လဲခုလိုဒီအိမ်ရဗောနော်ရန်ကိုခန်းထားပြီးတော့ကြိလိုက်တာနဲ့ရန်ခန်းထားပါလားဆိုပြီးစိတ်ထဲမှာဖြစ်သွားအောင်ဗောနော်ဟုတ်ကဲ့ကျေးဇူးပါနော်ဟုတ်ကဲ့ပါ ဒီလေကင်ကိုရနေကြနေရပေါ့နော်ဒီမိသားကြီးရဆိုလို့ရှိလဲအရန်ကိုကြီးပြီးတော့ဒါခန်းနာထဲွာတော့ပေါ့နော်ဒီလိုမျိုးရုပ်ရှင်ကားတွေထဲမှာတွေ့ရတဲ့ဒီလိုမျိုး classic ဆန်တဲ့အိမ်င်းတိမ်နဲ့ရောက်သွားသလိုမျိုး vibe ကိုရရတယ်အဲ့တော့ဒီနိုင်မှာဆိုလို့ရှိရင်ဒါဓပုံလေးပါလေးရိုက်မယ်ဆိုရင်တော်တော်လှတယ်ပေါ့နော် တော့ဒါအခုတိန်လုံးကိုပတ်ကြည့်ပြီးတော့ luxury ဆန်လုံးလုံးအရန်ကိုသဘောကျနေပါပြီ။အခုလိုမျိုး quality တွေ luxury ဆန်တဲ့အရာတွေနဲ့မိမိရဲ့စိတ်ကိုယ်အိမ်မှာထဲမှာရှိရကိုပိုင်အိမ်လေးကိုဖန်တီးတည်ဆောက်ခြင်းရဲ့ Pam Construction Group ရှိရနော်။အားလုံးပဲနောက်မှပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။ Bye bye. Pam built with passion.